ဒီနှစ်ကပေါ့နော်ဒီနှစ်မဟုတ်2026မှာပြမှာ2026တလပိုင်းမှာအဲတလပိုင်းမှာဒီမြူနဲ့ရေးတဲ့တိန်ညီမလေးအားခေထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်မြူနဲ့ရေးတဲ့တိန်ဇလန်တွဲလေပြမယ်နောက်ထပ်ဟိုတခြားရုပ်ရှင်ကားတခြား အဲဒီမြို့နယ်ရဲ့တိတ်အပြင်တခြားဇက်ကသုံးကားပေါ့ဆက်တိုက်ရုပ်ရှင်ကဆက်တိုက်သုံးကားဆက်တိုက်သုံးလားဆက်တိုက်ပြမယ်ဆိုတော့2026ကဘေးရဲ့နှစ်လို့ပြောလို့ရအောင်ပေါ့နော်ရှင်းခုံမာရဲမှာအဓိကတော့ညီမလေးကျောင်းအဲ့လိုမင်းသမီးတယောက်အနေနဲ့တယောက်ဆောင်တယောက်အနေနဲ့ဖြတ်တန်းကျင်တာဆိုတော့လေကိုယ့်ရဲ့ကားလေးတွေဒီလိုမျိုးဆက်တိုက်ဆက်တိုက်တင်တဲ့ခါကျတော့ပြေးတက်ကကိုယ်မမိမယ်မမိရင်နောက်ထပ်ကားတွေကားတွေလည်းထပ်ပြီးတော့မှအဲထပ်ပြီးတော့အဲ့လိုအလုပ်လုပ်ခွင့်ရမယ်ပေါ့အဲအဲ့လိုကြောင့်မို့လို့ ဟိုဒီဒီအားနဲ့ပတ်သက်ပြီးမင်းသမီးမင်းသမီးဖြစ်ချင်တဲ့ဆန္ဒလေးတဖြည်းဖြည်းဖြစ်လာတယ်လို့ဆိုတော့ဝမ်းသာပါတယ်ဟုတ်ဟုတ်တယ်မြူနဲ့ရေးတဲ့အရင်ပြမယ်ပြီးတော့အဲကိုမြင့်မြတ်နဲ့ရိုက်ထားတဲ့အဲကမ်းခြေမှာတော့အဲ့တော့ညီမတို့ကမ်းခြေမှာရိုက်ထားတဲ့ကားလေးအဲ့ကားကကြတော့မာယာမာယာကြောင့်တော့နာမည်ကိုပြန်ချိမ့်မယ်လို့ပြောလို့နာမည်ကတော့ဟိုဖြစ်တယ်မာယာကြားလို့တော့ပြထားတယ်လောလောဆယ် အဲအဲ့ဒါပြီးရောနောက်တစ်ခုကကိုနေဝင်းနဲ့ရိုက်ထားတဲ့စိန်ကြုံစိန်မခွန်နဲ့အဲ့ဒါလည်းမချူလေးတို့နဲ့ဟုတ်အဲ့ကားလေးပါအာဒီဆက်ကောင်းမှဆိုလို့ရှင် TTMC ကအဲ Top Talent Management ကအတားတွေလည်းအများကြီးပါတယ်ပြီးတော့မချူလေးပြီးရင်ကိုအေးချမ်းမပြီးတော့ Director ကိုမင်းဦးပြီးတော့ဒီမဟာကဟို CEO ကိုအကိုဝန်ခိုင်တို့ရဲ့မဟာ Production ကလောက်တာဆိုတော့ညီမတို့ကဘယ်လိုပဲဖြစ်ဖြစ်လာပြီးဝင်ရမယ့်ဇက်ကားလေးဖြစ်တယ်ပြီးတော့အခုအပိုင်းအစ် ပြပြီးနေပြီအဲအပိုင်းတက်มาတယ်အရန်ကြည့်လို့ကောင်းတယ်အဲ့တော့တေချာဒီဒီမှာပါတဲ့အတာတွေအကုန်လုံးမအားတဲ့ကြာလာရောက်ဝေးရနာပါကိုအေဂျင့်မအောင်တော့မချူလေးတို့ဟောသူတို့ဆိုလို့ရှိရင်သူတို့ item တွေကိုလည်းကိုကလိမ့်လာနေရတယ်လို့ဆိုတော့အကိုတို့ရဲ့ item တွေလည်းအရန်ကြည့်လို့ကောင်းတယ်ဒီထဲမှာအဓိကအမရွှေသမီးပေါ့မရွှေသမီးရဲ့ character လေးဆိုလို့ရှိရင်သူကအဲ့လိုအဲဒီဒီထဲမှာသူကမိဘက အဖေနဲ့အမေကအမေကနေမကောင်းသေးသွားတယ်အဖေကကြောက်ရဲနောက်အိမ်အောင်ပြူသွားတယ်အိမ်နောက်အိမ်အောင်ကတမီလေးနှစ်ယောက်ကသူ့သူ့ကိုနှိပ်စက်တယ်အဲ့လိုအဲ့လိုမျိုး character ပုံစံမျိုးလေးဆိုတော့အာကြည့်ရတာတနာဖို့လည်းကောင်းတယ်အဲပြီးတော့နောက်ပိုင်းသူပြန်ပြီးရောမှပြန်ပြီးရောမှကလဲစားချေပိုင်းလေးဆိုတဲ့အဲ့လိုကြည့်လို့ကောင်းတယ်။ညီမဘရင်ရောယူပြီးမိဖုရားဖြစ်မဲ့ကိစ္စကိုစိတ်ဝင်စားအောင်အန်တီတာ။ညီမမိဖုရားချက်ဘရင်မပဲဖြစ်ချင် အပြင်မှာ strong ဖြစ်တဲ့ကောင်မလေးဟုတ်တယ်အဲ့လိုအဲ့လို strong ဖြစ်တဲ့ကောင်မလေးတွေရဲ့ပုံစံဖန်ထားတဲ့လူတွေကအတွင်းစိတ်တွေကအရင်တနာဖို့ကောင်းတယ်တဲ့အဲ့လိုပဲမချူလေးလိုမျိုးအဲ character လိုမျိုးအဲ strong ဖြစ်တဲ့ကောင်မလေးပြီးရကြတော့တိတာလားအော်အချစ်ကကောင်းပါတယ်မလူတွေကိုချစ်တာကောင်းပါတယ်နော်အချစ်နဲ့ပတ်သက်ပြီးတော့ကတော့အဲ့လိုမျိုးဟိုတေချာပြောရမယ်ဆိုရင်တော့လောလောဆယ်ကတော့အလုပ်ရယ်မိဘရယ်ဝယ်တေချာချစ်ဖြစ်ပါတယ်။ဂျန်တဲ့လူတွေကိုမချစ်အားတယ်။မိဘပေါ့အမ။နော်။ 928ပေါ့အဓိကကတော့ကိုအေးချမ်းမောင်နဲ့ဆိုလို့ရှိရင်ညီမတို့ဒီ series တကားစုံပြီးရဲဒီမဟာနဲ့ပဲအဲ့မှာဆိုလို့ရှိရင်အကူက item အရန်ကောင်းတယ်သူ item ကဘယ်လောက်တောင်ကောင်းလဲဆိုလို့ရှိရင်ဘေးတို့ဒီဘက်ကသရုပ်ဆောင်တဲ့လူကမုကပြန်ဝင်သွားတဲ့အထီကိုသူသရုပ်ဆောင်တာတကယ်ကိုကောင်းတယ်အဲအဲ့လိုပဲမချူလေးလဲအဲ့လိုပဲမချူလေးဆိုရင်အငွေရောအရည်ရောဟာသရောအကုန်လုံးရတယ်တကယ်ကိုအားကျရတယ်မင်းသမီးပါဟုတ်အဲဘေးဆိုလို့ရှိရင်အဓိကကဘေးက ဘယ် character မဆိုတရုပ်ဆောင်ကြည့်ချင်တယ် challenge ဖြစ်တဲ့အဲ character အကုန်လုံးတရုပ်ဆောင်ကြည့်ချင်တယ်အခုဆိုလို့ရှိရင်တော်တော်များများ character တွေစုံနေပြီပေါ့နော်တအားတအားလှုပ်ချင်တဲ့ character ရှိရဲအဲ့ဒါကဘာလဲဆိုတော့ gypsy ကောင်မလေးဟိုကိုရီးယားကားတွေကလိုမျိုးလေးလုံးဝအဲ့လိုကျမ်းမဲ့ရမ်းမဲ့အဲ့လို leather jacket တွေကနေအဲ့လိုမျိုးအဲ့လိုမျိုး gypsy ကောင်မလေး character နဲ့တရုပ်ဆောင်ကြည့်ချင်တယ်ဟုတ်တယ်ဟုတ်တယ်လူဆုံးမလေး အာဒီနှစ်ကပေါ့နော်ဒီနှစ်မဟုတ်2026မှာပြမှာ2026တလပိုင်းမှာအာတလပိုင်းမှာဒီမြူနဲ့ရေးတဲ့တိန်ညီမလေးအားခေထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်မြူနဲ့ရေးတဲ့တိန်ဇလန်တွဲလေပြမယ်နောက်ထပ်ဟိုတခြားရုပ်ရှင်ကားတခြား အဲဒီမြို့နယ်ရဲ့တိတ်အပြင်တခြားဇက်ကသုံးကားပေါ့ဆက်တိုက်ရုပ်ရှင်ကားဆက်တိုက်သုံးကားဆက်တိုက်သုံးလားဆက်တိုက်ပြမယ်ဆိုတော့2026က VN လို့ပြောလို့ရတာပေါ့နော်အဲမြို့နယ်ရဲ့တိတ်ဇက်ကအရန်မျောလင်းထားတယ်မှာဘာဖြစ်လို့လဲဆိုတော့ तू ကလေလုံးဝမြန်မာကားကြည့်ရတယ်မတူ तू ကလုံးဝအထက်ထဲမှာလဲစတိုရီကလုံးဝအဲ့လို အဲနိုင်ငံခြားပုံစံမျိုးအဲ wardrobe တွေကလည်းနိုင်ငံခြားဆန်ဆန်လေးနဲ့ရိုက်ထားတာပြီးတော့ပါတဲ့အတားတွေလည်းအဲ့လိုနိုင်ငံခြားဘူးဆန်ဆန်ရုပ်လေးရွေးထားတာပေါ့နော်အဲ့ဒီမှာဘေးကတော့ dry အဲ uh, writer ရဲ့ရွေးချယ်မှုအရာမင်းသမီးအစ်စ်အနေနဲ့ပါတာပေါ့ writer အမောင်လည်းကျေးဇူးတင်ပါတယ်ဒီနေ့ကနေခုလိုရွေးချယ်ပေးလို့အဲအဲ့ဒါပန်းရောင်အချင်းရောက်ရမို့ဘေးကကြပန်းရောင်ကကွယ်ရတာအဲဒီထဲမှာမျိုးရိုးကုန်ထိမ့်သိမ့်နဲ့ကောင်းပါလေးဘေးရဲ့အကူကကြတော့အဲအုပ်စိုးခန့် အမောင်နှမနှစ်ယောက်ကအရင်အဲ့လိုမျိုးမျိုးမျိုးခုံနဲ့နည်းနည်းဟိုပါဖြစ်တဲ့ကောင်မလေးပေါ့အဲပန်းရောင်ကကြတော့နည်းနည်းလေးအဲ့လိုအိမ်မှာအလုပ်လုပ်တဲ့ကောင်မလေးအဲ့လို character မျိုးပါဒါပေမဲ့ပန်းရောင်ကကွယ်ရညီမလေးကအဓိကကလေအဲ့ဒီရအခုချိန်ပင်းတရားကိုသွားလို့ရှင့်အမပင်းတရားမှာညီမလေးတို့နှစ်လလောက်ရိုက်ခဲ့ရတယ်ရိုက်တဲ့ချိန်ကမိုးရာသီတွေဖြစ်တယ်ဆိုတော့အဲ့လိုမျိုးလေးအာမိုးရာသီရောက်ခန့်နီးမှာစရိုက်တာရိုက်တော့ အဲ့လိုပေါ့နော်အရှုခင်းနေတအားလာတယ်အဲ့တနေရာကိုတွားပြီးရိုက်ဖို့အတွက်ဆိုလို့ရှင်လေအဲ့လိုမျိုးဟိုဗာလဲဘတ်စကားတွေနဲ့တွားရတယ်ရှွန့်တော်ကြီးထဲမှာကားဖြတ်လို့မရတော့လို့လမ်းလျှောက်သွားရတဲ့အထီကိုဖြစ်တယ်ပေါ့နော်အဲ့ရေကန်ကြီးဆိုလဲတအားလာတယ်ဒါပေမဲ့အခုအဲ့ရေကန်တွေပါရအဲ့လိုအခုညီမလေးတို့ရိုက်ထားတဲ့ view လို့မရှိတော့ဘူးအဲ့ဆိုတော့ရေးကြည့်ပြီးတော့လေတနစ်နဲ့တနစ်ဒီဇိုင်းကမတူတော့ဘူးအဲ့လိုဖြစ်သွားတာဟုတ်ကောက်ကောအဲ့လိုပြောတာပါဘယ်လိုရှင်နေဖြစ်ချင်တယ်လို့ပြောတာရှင်းခုံပါတယ်မအဓိကတော့ညီမလေးကျတော့အဲ့လိုမင်းသမီး တယောက်အနေနဲ့တရုတ်ဆောင်တယောက်အနေနဲ့ဖြတ်တန်းကျင်တာဆိုတော့လေကိုယ့်ရဲ့ကားလေးတွေဒီလိုမျိုးဆက်တိုက်ဆက်တိုက်တင်တဲ့ခါကျတော့ပြေးတက်ကကိုယ်မမိမယ်မမိရင်နောက်ထပ်ကားတွေကားတွေလည်းထပ်ပြီးတော့မှအဲထပ်ပြီးတော့အဲ့လိုအလုံးလုံးခွင့်ရမယ်ပေါ့အဲအဲ့လိုကြောင့်မို့လို့ဟိုဒီဒီအားနဲ့ပတ်သက်ပြီးမင်းသမီးမင်းသမီးဖြစ်ချင်တဲ့ဆန္ဒလေးတဖြည်းဖြည်းဖြစ်လာတယ်လို့ဆိုတော့ဝမ်းသာပါတယ်ဟုတ်ဟုတ်တယ်မြူနဲ့ရေးတဲ့အရင်ပြမယ်ပြီးတော့အဲကိုမြင့်မြတ်နဲ့ရိုက်ထားတဲ့ အဲကမ်းခြေမှာသွားအဲ့တော့ညီမတို့ကမ်းခြေမှာရိုက်ထားတဲ့ကားလေးအဲ့ကားကကျတော့မာယာမာယာကြားမဟုတ်သူကနာမည်ကိုပြန်ချိမ့်မယ်လို့ပြောလို့နာမည်ကတော့ဟိုမှာဖြစ်တယ်မာယာကြားလို့တော့ပြထားတယ်လောလောဆယ်အဲအဲ့ဒါပြီးရောနောက်တစ်ခုကကိုနေဝင်းနဲ့ရိုက်ထားတဲ့စိန်ကြုံစိန်မခွန်နဲ့အဲ့ဒါလည်းမချူလေးတို့နဲ့ အဲအခုပေါ့နော်ဒီ2026ကနေစပြီးတော့မှညီမလေးရဲ့ရုပ်ရှင်တွေကလည်းစတိုက်ထွက်လာတော့မယ်ပြီးတော့ series တွေလည်းစတိုက်ထွက်လာတော့မယ်အခုဆိုလို့ရှိရင်လည်း series တွေလည်းရိုက်နေပါတယ်ဒီမဟာ protection နဲ့လည်းအတူတူတွဲပြီးအလုပ်လုပ်နေပါတယ်အဲ့တော့ဘေးကိုလည်းအားပေးကြပါအောင်လို့ just တမရဲ့